ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဆ iam မတ်တည်တဲ့စမ်းကြောင်းရေးသားတဲ့မကုံနိုင်သေးတဲ့မိကွန်များဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်စစ်ကောင်စီကမဆာလာနဝတနာဖစတဲ့ဘဝတွေကဝါရဖြန့်ချီမော်ယောစိတ်တဲ့စစ်စင်ကြီးဖြူပါပါကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါ ခုတလောသူ့လက်ရာခြေရာတွေပိုမြင်သာလာပါတယ်ဒါပေမဲ့တချို့လူအုပ်တွေအတွက်တော့ဒါကိုမမြင်နိုင်ကြပါဘူးတကယ်တော့လက်တလောအငင်းခုံတွေဟာစစ်ကိုစစ်လို့မတိုက်ဖဲပြည်သူကိုရန်သူလုပ်ပြီးပြည်သူများများတက်နိုင်တာရန်သူကို ခြေမုံနေတာလို့ဂုံစာနေကြတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့အလူကျစိတ်သက်စစ်စင်ကြီးလမ်းကြောင်းပေါ်မှာပဲ တဝဲလေလေဖြစ်နေတာပါလက်ရှိမှာဂျမ်ဘတ်စစ်ကောင်စီဘက်နဲ့တော်လန်ยีဘက်လူအမဲအဖြူနှစ်ဖက်တည်းရှိတယ်ဆိုတဲ့အမြင်ဟာမလုံလောက်ပါဘူးခလဲမှာမိခိုးရောင် လူစုရှိပါတယ်အဲ့ဒီလူစုမှာနှစ်စုထက်ကွဲပါတယ်တစုကဘယ်ဘက်မှမရက်ဖဲဘယ်ဘက်ကမှ မထောက်ခံတယ်လို့မဆန့်ကျင်ပဲနေတဲ့အစုပါ ။နောက်မိခိုးရောင်တစုကတော့ဘယ်ဘက်ကမှမကြိုက်လို့ဘယ်ဘက်ဖြစ်ဖြစ်စန့်ကျင်မယ်ဆိုတဲ့အစုဖြစ်ပါတယ်။အကျံဘတ်စစ်ကောင်စီရဲ့လက်တလောစိုက်ဝါးနဲ့ဝါရဖြန့်ချီရေးကအဲ့ဒီမိခိုးရောင်အစုနှစ်စုကိုဥတီထားတာဖြစ်ပါတယ်။သူဘက်ကကြည်ရင်တော်လန်ကြီးဖတ်အစုဟာအဖြူရောင်ဝါရဖြန့်ချီအောက်မှာမို့ထိခိုက်အောင်စီးအောင်လို့လှောက်ခေါင်လှုပ်လို့မရနိုင်ပါဘူး။ သူကိုင်လှုပ်လို့ရနိုင်မဲ့အုပ်စုကိုချိန်ပစ်ဖို့မိကိုရောင်မှိုင်းလို့ရင်နဲ့မြားတွေကြည်တွေတက်ဆင်ပါတယ်။ဒါမှမိကိုရောင်အုပ်စုဟာသူတို့ရင်ဝကိုမိကိုရောင်မြားတွေကြည်တွေစိုက်တဲ့အတိုင်းတတိမထားမိနိုင်အောင်တသားတယ်လို့မြင်သွားမှာပါ။ ဒီလိုမှမိ गो ရောက်အုပ်စုနှစ်စုရဲမှာစုံစမ်းစူးစမ်းတတ်တယ်လို့ယူဆနိုင်တဲ့မောင်ဆန်ရှားတွေမဲဆန်ရှားတွေကိုသူတို့စကစကတပြားမှအကုန်မခံရဘဲမွေးဖွားလိုက်နိုင်ပါဦးအဲ့ဒီအုပ်စုကပဲအဖြူရောက်အုပ်စုရဲကိုမီဒီယာကူးဆက်ပိုးတွေဖြန့်ပေးနိုင်မှာလဲဖြစ်ပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့အမဲရောင်ဝါဒဖြန့်ချီတတ်တတ်ဟာတိတာလွန်းတော့အလုံးမဖြစ်တော့သလိုဖြစ်နေချိန်မှာမိခိုးရောင်စစ်စင်ကြီးဟာလိုအပ်ချက်ပါပဲဒါပေမဲ့သူကတိုက်ရိုက် ထောက်ပံ့ခိုင်းစေတာမျိုးမဟုတ်တဲ့စစ်စင်ကြီးမျိုးဖြစ်သွားအောင်ခင်းချင်းတက်ရင်ဒီလိုအပ်ချက်ကပြည့်တာဟုတ် ငါတို့ကဘယ်ဘက်မှမပါဘူးအတုံးမကြတဲ့နှစ်ဖက်လုံးရဲ့အားနေချက်တွေပဲပေါ်ထုတ်ပြမယ်လို့မိကိုရောင်မိုင်းတွေကင်ပြီးခြေတက်လာသူတွေများလာတာဟာခစ်တဲ့မီဒီယာမိုင်းကြီးတစ်ခု ဖြစ်တဲ့အချင်းချင်းကြားမယုံကြည်မှု ဖြစ်လာဇင်းနိုင်ပါတယ်ငါတို့လည်းဘယ်ဘက်ကမှမပါဘူးတိတ်တိတ်လေးနေမယ်ဆိုတဲ့မိကိုရောင်အုပ်စုကိုပါပူပြီးဝီဝါအောင်လုတ်ပြီးနိုင်နေဆိုပါတော့ အဲ့ဒီကတဆင့်တန်တရာတွေကြီးလာကြမယ်တခုခုပြက်ပြက်သားသားရက်တည်ရင်ဝေဖန်တိုက်ခိုက်အပြစ်တင် ခံရတော့မှာပဲလို့စိုးကြောက်လာမယ်ဒီဝဉဉကနေထွက်ပြေးခြင်းလာမယ်အားလုံးနဲ့အတူဖျက်တမ်းနေရတဲ့အစ်စ်အမှန်ဖြစ်စဉ်ကြီးကို အစိတ်စိတ်အမွာမွာစွဲဖွာလိုက်ပြီးကိုရင်ဆိုင်လိုတဲ့အစိတ်အပိုင်းလေးကိုပဲရင်ဆိုင်တော့ဖို့ကြိုးစားလာမယ် ထွင်ကျင်သူတွေပြောတယ်ဆိုလဲမယုံတော့ဘူးခန်းစားချက်တွေကိုနေရာချဖို့ခတ်လာတာနဲ့အမျှကိုယ်စိတ်နဲ့အစဉ်ပြေတဲ့သတင်းတွေကိုပဲရွေးဖတ်လာပြီးအစ်အမှန်တွေကိုရှောင်ကွင်းလာမယ်စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်လာဈေးနိုင်ပါလေအကျံဘက်စစ်ကောင်းစီအားသခိုင်းငလျင်28မတ်လနောက်ပိုင်းအပြည့်အခက်ရက်စဲမယ်လို့ကြေညာပြီးတဲ့အချိန် မေလ13ရက်ထိ45ရက်ဝန်းကျင်ကာလအတွင်းလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုပေါင်း629ကြိမ်ပြုလုပ်ခဲ့ပြီးကျန်းဘက်စစ်ကောင်စီရဲ့ဘုံနဲ့လက်နက်ကြီးဒဏ်ကြောင့်သေဆုံးသူ436ဦးဒဏ်ရာရဦးရေ904ဦးရှိခဲ့ပြီလို့ DBB ကမှတ်တမ်းပြုထားပါတယ်ဒီနေ့ထိလဲဘုံကျဲဓာရီအဆက်မပြတ်လုံနေတော့မှာပဲ။ လက်တော် BBC သတင်းဌာနရဲ့အသေးစိတ်သုံးသက်ချက်များမှလည်းအကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲမှုဆိုတာမှန်ကန်ကြောင်းပြောထားပါတယ်။တကယ်တော့မြေပြင်စစ်တီနဲ့ပြူလူဒလန်လူဒေသခံတွေရဲ့သတင်းအချက်အလက်ပေါ်မှာအခြေတည်ပြီးဘုံကျဲရမယ့်နေရာကိုတတ်မှတ်တာပါ။ဒီတော့ရန်သူကို ပြစ်မှတ်ထားပြီးသတင်းပို့ခဲ့တာတွေရဲ့ ဘနေရာကိုင်းနှုံးကပြစ်မှတ်အတိကျကိုထိမှန်ပြီးဘနေရာကိုင်းနှုံးကတော့တာမန်ပြည်သူတွေကိုထိမှန်ခဲ့တာမို့ဒီလိုမဖြစ်ရအောင်ဘလို့လောက်ကြရင်ကောင်းမလဲလို့အကျန်းဖက်စစ်ကောင်စီဘက်ကဘယ်တော့မှမတွေးခဲ့ပါဘူးပြောရေးဆိုဝင်ရှိသူအစ်စ်ကတော့နိုင်ငံတကာမီဒီယာမှာဒါဟာစစ်ရဲ့ဘေးထွက်ဆိုးကျိုးပဲလို့ပြောခဲ့တာ哦ဒီတော့ကျန်သူတွေကလည်းသူ့လေတံလိုက်ပြီး ဒေါ်လင်ဤဘက်ကရက်သားနေရာတွေကိုစည်ရဲအတွက် သုံးဆွဲပြီးအလုံးလုံးနေကြဒါကသာမှားတာတကယ်တော့ တက္ကသိုလ်တွေအပါဝင်ရက်သားနေရာတွေမှာ တက်ဆွဲကြတာကအကျန်းဖက်စစ်ကောင်စီတက်ပါအပြစ်တင်ရင်လက်နက်ကိုင်းတော်လန်ဖို့ဆုံးဖြတ်တိုက်တွန်းခဲ့ကြတဲ့သူတွေကိုအပြစ်တင်လို့ပြောကြတာပေါ့ အစ္စရေးတပ်တွေကဂါဇာက လူမှုကိုဘုံကျဲတာမဟုတ်ဘူးဟာမတ်စ်တွေကသာ လူမှုကို လူသားတိုင်းလို့အတုံးချနေတာလို့ပြောနေတဲ့လေတံနဲ့တစ်ထက်ထဲမကြနေပေဘူးလားဒီဆုံးသွားတဲ့လူသားတွေအတွက်ဝမ်းနဲ့စာနာမှုလေးတောင်မပြောပဲငါအပြစ်မဟုတ်ဘူးနင်တို့ထောက်ခံနေတဲ့သူတွေရဲ့အပြစ်လေလို့လှုပ်ပြီးမိဘရောအုပ်စုတွေအားလုံးဝေဝါးသွားအောင်လှုပ်ရတာရဲ့အကျိုးကရော နိုင်ငံအတွက်ဘာများကောင်းစီပါသလဲတကယ်တော့လူတယောက်သေဆုံးရအသက်ခံရတဲ့ပေါ်ဗတ်အခြေခံပြီးသဘောကျရဝန်းနေရဆိုတဲ့အခြေအနေဇူးတဲကိုမြန်မာတနိုင်ငံလုံးကကြာရောက်နေအောင်အကျန်းဖတ်စစ်ကောင်စီရဲ့အာဏာသိမ်း နောက်ဆက်တွဲအုတ်ချုပ်စီမံဘုံကစနစ်တကျဆောင်ရွက်ထားပြီးပါပြီ။ဒါကိုကြော်လွားကြဖို့အတွက် ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့အခြေခံအကျဆုံးပြဿနာအစ်စ်ကိုရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါတယ်။အဲ့ဒီလိုမဟုတ်ဘဲစင်ပွားပြဿနာတွေပေါ်ငင်းခုန်ပြီး အချိန်ကုန်စိတ်ပန်းအဖြစ်ခံကြမယ်ဆိုရင်ဒါကရောနိုင်ငံအတွက်အနာဂတ်ကောင်းကိုတည်ဆောင်လာပေးနိုင်မယ်လို့ထင်နေကြတာပါလား။ ဖက်နဲ့အကျိုးစီးပွားအခြေခံစဉ်းစားမှုတွေကနေရုံထွက်နိုင်ကြဖို့ဟာလက်နက်ကိုင်းတိုက်ပွဲတွေအဆုံးသတ်သွားပြီးတဲ့အတိုင်းရှိနေုံမဲ့စိန်ခေါ်မှုတွေလို့ဆိုရပါမယ်။အဲ့ဒါတွေကိုကောင်းကောင်းမကင်တွယ်နိုင်ပဲဘလို့လုတ်ပြီးကောင်းမွန်အေးချမ်းတဲ့အနာဂတ်နိုင်ငံတော်ဆိုတာမျိုးကိုတီထောင်နိုင်ကြမှာပါလေ။ကိုလိုချင်တဲ့ရလက်ကူတာနိုင်ငံအတွက် အဖြစ်အဖြစ်မြင်းချင်းစုံနဲ့မိုင်လုံးကြီးတဲ့အကျန်းဖတ်စစ်ကောင်စီတက်ကတာအခြေခံအကြဆုံးပြဿနာအရင်းမြစ်ဆိုတာကို မျက်ကွယ်ပြုပြီးဖြစ်ရတခုချင်းစီပေါ်မှာမိကိုမှိုင်းတိုက်နေရတာကိုနိုင်ငံရေးအမျော်မြင်ဖြစ်ဆက်ရှုမြင်နေကြအောင်ပါလားဒါမှမဟုတ်အကျန်းဖတ်စစ်ကောင်စီရဲ့ဗျူဟာမြောက်ရွှေကွက်ဒီနောက်ဒလိန်ကောက်ကိုမလိုက်ပါကြပဲတတိကြီးကြီးနဲ့တော်လန်ကြီးအနှစ်သာရအစစ်မှန်ဖြစ်တဲ့ ဆရာနာရှင်ခြုံငင်းရေးကိုပူပြီးအာယုံစိုက်ကြမလားဆိုတာဖြေကြည့်ကြဖို့လိုပါတယ်အများစုလူလူရဲ့ကြည်ဖြူပူပေါင်းမှုမရနိုင်ဘဲနဲ့နိုင်ငံတွင်းကဘဲအမဲအဖြူမိ गो အုပ်စုတွေမဆိုးစိတ်လုံးကျုံကိုအေးချမ်းစွာနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်အချမ်းဖတ်စက်ကောင်စီကိုဓာတ်ရိုက်ဖြစ်စေတွယ်ဝိုက်ဖြစ်စေထောက်ခံနေကြသူတွေအားလုံးလဲဖြေရမယ်မေကွန်းတစ်ခုရှိပါတယ် တာမန်ပြည်သူတွေကိုကိုသေးစိတ်ကြည်အောင်လုပ်နေတဲ့အကျန်းဖတ်စစ်ကောင်စီကဥဆောင်ပြီးသူလူချင်းနဲ့အဖြေရအောင်လုပ်မဲ့စီရေးဖြစ်စေရွေးကောက်ပွဲဖြစ်စေနိုင်ငံအတွက်အနာဂတ်ကောင်းမှုစောင့်ကျင်းပေးနိုင်မယ်လို့တကယ်ကို ရင်ထဲကနှစ်နှစ်ကကယုံကြည်စိတ်ချနိုင်ရဲ့လားဆိုတာပါပဲပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ် မုတ်ချအောင်ရမယ်